ျမတို့အားလုံးဗာတိမေရဲ့အကြောင်းအရာကိုမှတ်မိမယ်လို့ကျမယုံကြည်တယ်။ဗာတိမေကတနေ့ကျတော့နော်လဲမှာတောင်းစားနေတဲ့အချိန်မှာယေရှုခရစ်တော်ကအဲ့မြို့လဲထဲကိုဝင်လာတဲ့အခါမှာယေရှုလာတယ်ဆိုတဲ့အတန်ကိုဗာတိမေကကြားတယ်။အဲ့လိုကြားတဲ့အခါမှာဗာတိမေရဲ့စိတ်ထဲမှာယုံကြည်ခြင်းရှိတယ်ဆိုတဲ့အရာကိုဗာတိမေကဘလို့တတ်သိထူလိုက်လဲဆိုတော့ဒါဝိရဲ့သားတော်ယေရှုဒါဝိရဲ့သားတော်ယေရှုအကျွန်ုပ်ကိုကယ်မတနာပါဆိုပြီးတော့သူနှုတ်ကနေဝန်ခံတယ် အဲ့ဒါနဲ့ယေရှုကသူ့ရဲ့အတန်ကိုကြားတဲ့အခါမှာတပည့်တော်တွေကိုပြောတယ်သွားပြီးတော့အခုအော်နေတဲ့သူကိုသွားခေါ်ခဲ့အဲ့ဒီချိန်မှာဗတိမေဘာဝတ်ယုံကိုဝတ်ထားလေဆိုရင် တောင်းစားတဲ့ဝတ်ယုံကိုဝတ်ထားတယ်နော်အဲ့ဒီခေတ်တုန်းကလည်းဒီလိုမျိုးလမ်းဘေးမှာတောင်းစားဖွင့်တဲ့ပေါ်မရှင်ရဖို့ဆိုတာကဝတ်ယုံရှိရတယ်အခုဆိုရင်ကျမတို့ဆရာဝန်ဆိုရင်ဆရာဝန်ဝတ်စုံကိုဝတ်တယ်သူနာပြုဆိုသူနာပြုဝတ်ဆောင်ကိုဝတ်တယ်မိသက်သမားဆိုမိသက်သမားရဲ့ဝတ်ဆောင်ကိုဝတ်တယ်ចောင်းဆ iam မဆိုရင်ចောင်းဆ iam ရဲ့ဝတ်ဆောင်ကိုဝတ်ကြတယ် ဒီလိုပဲအဲ့ဒီခစ်တုံးကဗာတိမေဟာမျက်စိမမြင်တဲ့အတွက်ကြောင့်မလို့တောင်းစားပွင့်အတွက်ချင်းနေလိုအပ်တဲ့အခါမှာအဲ့ဒီပါမရှင်ကိုရပြီးတော့အဲ့ဝူယုံကြီးကိုခြုံထားတာသို့တော့ယေရှုခရစ်တော်ကတပည့်တော်တွေကိုလှုပ်ပြီးတော့သူယေရှုနဲ့တိုက်ရိုက်မတွေ့သေးပါဘူးယေရှုသူ့အနီးအနားကိုမရောက်လာသေးပါဘူးတဆင့်ခံပဲရှိနေသေးတယ်အဲ့လိုလာတဲ့အချိန်မှာသူဘာလို့လဲဆိုယေရှုသူ့ကိုခေါ်ခိုင်းလိုက်ပြီးဆိုရရာကိုသိရတယ်သူ့အပေါ်မှာရှိတဲ့ဝူယုံကို ချွတ်လိုက်တယ်တဲ့ဆိုလိုတဲ့အတိတ်ပဲကသူမျက်စိတော့မမြင်ရသေးပါဘူးသို့တော့ तू တောင်းစားစရာမလိုတော့ဘူးမကြခင်မှာဖခင်သူ့ကိုမျက်စိပြန်ပေးမယ်ပြန်မြင်ရတဲ့ခွင့်ကိုပေးမယ်ဆိုတဲ့ယောက်ကိုသူ့ရဲ့အထဲထဲမှာယုံကြည်နေတာအဲ့ဒါယုံကြည်ခြင်းပဲယုံကြည်ခြင်းဆိုတာမြင်ရတယ်ဘာနဲ့မြင်ရလဲအကျင့်နဲ့မြင်ရတယ်လှုပ်ဆောင်ချက်နဲ့မြင်ရတယ်အထဲမှာရှိတဲ့အရာကိုကျွန်တော်ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့လှုပ်ဆောင်ချက်တွေကတက်တည်ထူးနေတယ် hallelujah ယုံကြည်ခြင်းမရှိဘူးဆိုရင်ဘုရားစိတ်နဲ့မတွေ့ဘူးယုံကြည်ခြင်းမရှိဘူးဆိုရင်ကျမတို့စုံစမ်းနောက်ဆက်ခြင်းတွေလာတဲ့အခါမှာမခိုင်ခံ့ဘူးဘာဖြစ်လို့လဲဒီလားဘုရားသခင်ကယုံကြည်ခြင်းကိုစစ်ဆေးတတ်တဲ့ဘုရားဖြစ်တယ်ယုံကြည်ခြင်းဆိုတဲ့အရာကစစ်ဆေးခြင်းနဲ့မှာတိုက်ယူမှပဲရတဲ့အခြေအနေမျိုးလဲရှိနေတယ်ကိုတိုက်ယူစရာမလိုတဲ့ယုံကြည်ခြင်းရှိတယ်လို့ကိုကိုယ်တိုင်တိုက်ယူမှရတဲ့အရာလဲရှိတယ် ်ဘုရားကကျမတို့ယုံကြည်ခြင်းကိုစစ်ဆေးပြီဆိုလို့ရှိရင်ဘာနဲ့တိုက်လဲဆိုရင်ဒုက္ခဆင်းရဲခြင်းဆိုတဲ့မီးပြင်းနဲ့တိုက်ပြီးတော့ကျမတို့ကိုစစ်ဆေးတယ်အဲ့ဒီအချိန်တွေမှာခံနိုင်ခြင်းရှိမှာပဲကျမတို့ရဲ့အတ္တကဘာဖြစ်လာလဲဆိုတော့ယုံကြည်ခြင်းအားကြီးတဲ့သူတွေဖြစ်လာတယ်အာမင်ယုံကြည်ခြင်းမှာသူ့ရဲ့ level တွေရှိတယ်တစင်ပြီးတစင်တက်ဖို့ရန်အတွက်ဘုရားသခင်အလိုတော်ရှိတယ်အာမင်အဲ့လိုစစ်တဲ့အရာကဘာအတွက်လဲဆိုလို့ရှိရင်ဒုက္ခဆင်းရဲခြင်းကိုသီးခံနိုင်ပြီးတော့တကယ်ကို အသက်တာထဲမှာဝမ်းမြောက်စရာကောင်းတဲ့အရာတွေစုံလင်တဲ့အရာတွေအာမင် complete and perfect လို့ခေါ်တဲ့အလင်းမချိုးတဲ့ပဲစိတ်ဆက်စုံလင်တဲ့အရာတွေဖြစ်လာစေဖို့ရန်အတွက်တဲ့ပြောချင်တဲ့အရာကယေရှုရဲ့အသက်တာကဲ့သို့ဖြစ်လာဖို့ရန်အတွက်ယေရှုနဲ့တဒံတူလာဖို့ရန်အတွက်ကျွန်တော်တို့အသက်တာကိုစစ်ဆေးတာဖြစ်တယ်အာမင်ချစ်တော်သူတွေကဘုရားခင်၌တကယ်ကိုမွေ့လို့ခဲ့တဲ့သူတွေရှိကောင်းရှိပါလိမ့်မယ် ိုးတော့တချိန်ချင်းရောက်တဲ့အခါမှာဘုရားခင်ကငါ့ကိုစကားမပြောဘူးဘုရားခင်ကငါ့ကိုပြစ်ထားတယ်ဘုရားခင်ကငါ့ကိုဒီဒုက္ခဆင်းရဲခြင်းထဲမှာလက်မကြည့်ဘူးလို့ခံစားနေရတဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်ဒီညံမလေးကိုနားလေစေခြင်းနဲ့ဘုရားကစစေခြင်းစုံစမ်းခြင်းလို့ပြောမှတော့ဒီဟာလေးကိုသဘောပေါက်ဖွင့်ရတယ်လိုအပ်တယ်။ကျောင်းမှာကျောင်းဆရာမကစာသင်ပြီဆိုရင်နေ့တိုင်းသင်ပါတယ်။တစ်ခုပြီးတစ်ခုရိုက်သွင်းနေတစ်ခုပြီးတစ်ခုသင်နေတယ်ပြောပြနေတယ်တွက်ချက်ပြနေတယ်။သို့တော့ဆောင်းမွေးပွဲခန်းတဲ့ရောက်လာပြီဆိုရင်တော့သူစကားမပြောတော့ သင်မိသားအရာအလုံးကိုပြန်မေးတယ်။မရပါဘူးဆိုပြီးတော့သွားပြီးတော့မေးလေမပြောဘူး။ဘာဖြစ်လို့လဲ။စစ်ဆင်းနေတဲ့ကာလဖြစ်လို့။ဒီလိုပဲတင့်ရဲ့အတ္တတားထဲမှာတင့်ရဲ့ယုံကြည်ခြင်းကိုဘုရားသခင်စစ်ဆင်းတဲ့အခါမှာတချို့တချို့သောအချိန်တွေမှာဘုရားသခင်က "तू ရှိနေတယ်လို့တော့မထင်ရအောင်ညင်ဝတ်စွာနေနေပါလိမ့်မယ်။သို့တော့တစ်ဖက်မှာနားလျင်မယ့်အရာကဘုရားသခင်ပေါ်မှာယုံကြည်ခြင်းမပြတ်ပါနဲ့။ဘုရားသခင်တိတ်ဆိတ်နေလို့ဘုရားသခင်မရှိတာမဟုတ်ဘူး။တင့်ရဲ့အတ္တတားထဲမှာရှိနေယုံကြည်ခြင်း level ဘလောက်တက်လာပြီလဲဆိုတဲ့အရာကိုဘုရားသခင်ကစစ်ဆေးလိုက်တာဖြစ်တယ်။ အာမင်ဒါကြောင့်ဒုက္ခဆင်းရဲရောက်လာပြီဆိုရင်နားလည်ရမယ့်အရာတစ်ခုကငါ့ကို နောက်တစ်ဆင့်ပို့ဝင်တယ်ဘုရားသခင်ကပြင်ဆင်နေတာပဲဆိုပြီးတော့ဝမ်းမြောက်ပါရွှေကိုအရေးချိုးပြီးတော့ဆစ်လိုက်တဲ့အခါမှာတဲ့ရွှေတွေကအမိုက်တွေကထွက်သွားတယ်တဲ့ကောင်းတဲ့ရွှေစင်ဆိုတဲ့အရာကိုရတယ်တဲ့သို့တော့ယုံကြည်သူရဲ့အတ္တတာကိုစစ်ဆေးလိုက်တဲ့အခါမှာဒုက္ခဆင်းရဲခြင်းဆိုတဲ့မီးနဲ့မြိုက်လိုက်တဲ့အခါမှာအဲ့ဒီယုံကြည်သူရဲ့အတ္တတာထဲမှာလေဖျားသခင်ကိုမယုံကြည်နိုင်တဲ့တန်တရားတွေ မကောင်းသောအကျင့်ဆိုးတွေအားလုံးကထွက်သွားပြီးတော့လှပတဲ့အတ္တတာရွှေစင်တဲ့တာပြည့်မြတ်တဲ့ယေရှုခရစ်တော်ကဲ့သို့သောအတ္တတာကြီးကိုကျမတို့ရဲ့အတ္တတာထဲမှာရရှိလာတယ်။ဟာလေလုယာ။ဒါကြောင့်မို့ယုံကြည်သူများစုံစမ်းဆစ်ဆေးဆစ်ဆေးခြင်းလာတဲ့အခါမှာစိတ်မပြတ်ပါနဲ့။ယေရှုကပြောတယ်ငါကြောင့်စိတ်မပြတ်သောသူဟာမင်္ဂလာရှိတယ်တဲ့။ ဘလို့အချိန်တွေပဲရောက်နေပါစေငါယေရှုကိုဖတ်တွေ့ထားအောင်မယ်ငါယေရှုမှာတကားတွေပိတ်ထားတာတွေရှိပါလိမ့်မယ်ငါယေရှုမှာမမြင်နိုင်တဲ့အရာတွေရှိပါလိမ့်မယ်ငါဘလို့မှတိုးပေါက်လို့မရတဲ့အရာတွေရှိကောင်းရှိပါလိမ့်မယ်သို့တော့ငါဖျားကိုလက်မလွတ်ဘူးအဲ့ဒီစုံစမ်းချက်မကြခင်မှာငါမမြင်နိုင်တဲ့နေပယ်ကိုရောက်ဖို့ရန်အတွက်ဖျားသခင်ပြင်ဆင်ထားတဲ့အကောင်းဆုံးသောတကားတွေဆိုတဲ့အရာကိုယုံကြည်နေဖို့ပဲဖြစ်တယ်ဟာလေလုယာ